ဟိုဖြစ်စတရက်ခွဲလောက်ကတော့မှန်တယ်ပြောဖားလို့နိုင်ပေါ့ဗျာเนาะကျွန်တော်လည်းကိုယ်ကိုယ်တိုင်လည်းဒီငလေတန်တင်တယ်ကျွန်တော်ပါတီရလည်းအပြစ်စီးတွေရှိရပါဘောအသေးပောက်တော့မရှိပါဘူးအမတို့ပါတီနေနဲ့အခုဒီပွဲလေးတက်ရောက်တဲ့အကြောင်းရင်းလေးနဲ့ပါတီနေနဲ့နေပေးတဲ့ပြည်သူများအတွက်ဒီတို့မျိုးကိုဆောင်ရွက်ထားရဲဆိုတော့ စီမံလေးတွေကိုရှင်းပြပေးပါဦးရှင်။ဒီဘက်ကိုတက်ရတာတော့ကျွန်တော်ပါတီနေနဲ့ဒီလေးလင်တာပြည်ပြည်ပြည်ကိုကတူရပါကျွန်တော်တိတ်၃00တူပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်ပါတီကဘာလုပ်နေလဲဆိုတော့ဟိုဖြစ်စတရက်ခွဲလောက်ကတော့မနာပြန်ဖားဖို့နိုင်ပေါ့ဗျာ။ကျွန်တော်လည်းကိုယ်ကိုယ်တိုင်လည်းဒီငလေတန်တင့်တယ်ကျွန်တော်ပါတီရတယ်အပြည့်စီးတွေရှိရပါဘောအသေးပောက်တော့မရှိပါဘူး။ဒါပေမဲ့29ရက်နေ့ကစပြီးတော့ကျွန်တော်တို့ကဟိုအရေးပေါ်ကုကြီးကယ်ဆယ်ရေးအလုပ်ဖွဲ့ဆောင်ဖက်လိုက်တယ် အဲ့ဒါ15ရုပ်ပါတော့ကျွန်တော်ဥဆောင်ပြီးတော့ဒုက္ခတွေနောက်သူတွေတွေ့မှုတွေ့ပဲတွေ့တွေ့မှုကျန်တဲ့ပေါင်ပတ်သက်တဲ့ဟိုကိုစီဘောလေးပေါင်ဒါကျွန်တော်ပတ်လို့ရပါပဲပေါ့ပြီးကျွန်တော်အဲ့ဘက်ဖောက်လိုက်တယ်အဲ့ဒီဘက်ကကျွန်တော်တို့လုပ်ငန်းစဉ်တွေကလုပ်ဖို့ချမှတ်တာပါတီတွင်းမှာအခုဖြိုက်ခဲ့ဖြိုက်ခဲ့ဖြိုက်ခဲ့ပစ္စည်းတွေပတ်သက်ပြီးတော့ကျွန်တော်အဖွဲ့ဖွဲ့အရှင်းကောက်တန်တင်ပြဟိုပစ္စည်းလုပ်ငန်းတွေတန်တင်ဆောင်လုပ်ငန်းတွေလုပ်မယ်လို့ ဟုတ်တယ်။အချိန်မှချတာတစ်ချက်ပါ။ထိရိုက်တာရတဲ့ဘေးတင်တဲ့လူတွေကိုကူညီရဲဆိုတော့ကျွန်တော်ကလည်းနိုင်ငံနိုင်ငံသားတရတယောက်အနေနဲ့ပေါ့လေကျွန်တော်ကိုယ်စီတတ်နေတဲ့ဘက်ကနေပြီးတော့ပြီးတော့ကူဖို့ဆိုတော့ဒီလိုအချိန်မှတစ်ခုချပြီးလုပ်ခဲ့ရပါ။အဲ့တော့ပထမအချိန်မှရပါဗျာ။ဒီကျွန်တော်ဟိုလှုပ်တာကတော့တကယ်ဒီငလင်းတန်းအထီးဆုံးဖြစ်တဲ့စကိုင်းမန္တလေးမြပြည်တော်ပေါ့။နောက်နည်းနည်းပါးပါးထိတယ်ကျွန်တော်မကွေးတော့ ကျွန်တော်ပကိုးရှမ်းမှုပေါ့နော်အဲ့နေရာတွေကိုကျွန်တော်ကအဓိကထိတဲ့တုံတိုင်းကိုကျွန်တော်တတိုင်းကိုကျွန်တော်သိတထောင်ပတ်မှုပေးတယ်။နောက်ပြီးတော့ဒါတွေကိုပြန်လဲတိစာဝိလုံငန်းတွေကျွန်တော်ကဲစိမ့်လုံငန်းတွေမှာတတ်တယ်ကြောက်ပြီးတော့ကူပေးဖို့။နောက်တန်တဲ့ခုနပြောတဲ့ဟိုပကိုးရဲ့အဲကျွန်တော်ရှမ်းရဲ့မကွေးရတော့ဖြစ်ရတဲ့နာမနဲတယ်လေ။ပကိုးဆိုတောင်းမှတ်မှာဖြစ်တာဟုတ်။အဲ့တော့ကျွန်တော်တိုင်းကိုသိသုံးရ။ဒါကျွန်တော်ချပေးလိုက်ပါမယ်။ဒါဒီဖွဲ့ကအဲ့ဒီဂျာမန်ငွေတွေသူတို့မှရှိတဲ့ငွေတွေပေါ်ပြီးတော့ကုနီကေဇေးလုပ်ငန်းတွေကိုအင်းနဲ့အားလိုက် ချောက်ဖို့လုပ်ငန်းစဉ်တွေလုပ်ပါလေ။နောက်တစ်ခုကနေပြီးတော့မှကျွန်တော်တို့ထိရိုက်သားရမှုတွေကများတော့ရှေးလိုပါပေါ့။အဲ့တော့ကျွန်တော်တို့ကဒီမြို့နယ်ရှစ်မြို့နယ်ကသူ့လမ်းသွေးလူသားများပုဂ္ဂိုလ်များဌာနချုပ်ကပေါင်းလိုက်50မြောက်ကျေရ။အဲ့ဒီဖွဲ့နဲ့ကျွန်တော်တင်တဲ့ဒီနေ့များစပါလားဒီနေ့မစရင်နှစ်ပြားတော့စပါလား။အဲ့မှာပြီးတော့လူလောက်ယူတော့ပေါ့နော်။သွေးလူတဲ့လုပ်ငန်းတွေအဲ့လိုကျွန်တော်ချောက်ဖို့စီမံထားပြီးပါမယ်။လုံလဲလုံနေကြပါပြီ။နောက်တစ်ခုကအဲ့ဒီကျွန်တော်တို့အရေးပေါ်ကုကြီးကေစေးအလုတ်ွက် ခွဲပြီးပြီးချင်းညနေပိုင်းမှာပဲကျွန်တော်တို့ဝင်ဆင်းလိုက်တယ်ပြီးတော့ကျွန်တော်တို့အထူးသဖြင့်နှစ်ပိုင်းပေါ့နော်ကျွန်တော်တို့ပါတီတွင်းကတော့ပါတီတွင်းမှာရှိတဲ့အဲကျွန်တော်တို့ဒီမိသားစု400လောက်ပေါ့အတင်စားနိုင်တဲ့ဒီကျဲဦးတို့စသဖြင့်ဒီလိုအစားတောက်တွေဝေဖားလုံကလုပ်တယ်ပြီးရင်ကျွန်တော်တို့ဟိုကစမူတီရဲမှာရှိတဲ့ငလင်တန်ပစ်ပြည်သူတွေတွတ်တွေ့တာပေါ့အများစုကတော့ဝန်တန်းနေကြတယ်အဲ့ဒါမှကျွန်တော်တို့အတင်စားနိုင်တဲ့ စာပွဲတောက်ပွဲတွေပေါ့ဗျာဒါတွေကျွန်တော်တို့ပထမကျေကျွန်တော်ဝင်ကားပါတယ်ဒီနေ့ဆိုရင်ကျွန်တော်ထင်တယ်နေပြီးတော့နေမြအထမင်းချက်ပြီးကြွေးတာလို့ပါလို့ပြောလို့ဒါလုတ်ပါပါဘာအဲ့တော့ကျွန်တော်ကတတ်နိုင်တဲ့ဘက်ကနေတစိမစစိမစစိမစဒီလိုက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 စားလဲကိုလို့ဒီဘက်ကလည်းကျွန်တော်ပြည်သူတွေကုလားလုံးပါတယ်ဒါတွေကိုကျွန်တော်ပေါက်ဆက်ဆောင်ရွက်တော့ဖို့ရှိပါတယ် ဟုတ်ကဲ့ကျေးဇူးပါတယ်ပါနောက်ထပ်မေးခွန်းလေးခုမေးပြရစီရှင်ဟုတ်ကဲ့အခုစကိုင်းတိုင်းဒေသကိုကယ်ဆယ်သွားတဲ့ရှင်နန်းတွေအကျန်းဖက်သွားတွေရဲ့ခြားဖြတ်ကိုက်ခံကိုခံရတဲ့ဆိုတဲ့လေးကြားရပါရှင့်ဒီပေါ်မှာဥက္ကဋ္ဌအင်းနေနဲ့ဘယ်လိုမျိုးသဘောထားမှတ်ချက်လေးများပေးကြရစီရှင်အဲ့ဒီပရိသတ်ရှင်နန်းတွေကယ်ဆယ်သွားတဲ့ရှင်နန်းတွေကိုတက်ခိုက်တယ်ဆိုတော့ပြောစရာစကားတော့မရှိတော့ဘူးတဲ့ဒါအတော်ကိုဟိုအတော်ကိုဘယ်လိုပေါ်မလဲအမိညာပညာနှိကြတယ်ဒီလိုခေါင်းပေါ်တင်နေတယ်ကျွန်တော်လည်းဟို ကြားတယ်ဗျ။ဟိုအင်တာနက်လိုင်းများပြိတ်မကောင်းတော့လေပြည့်ပြည့်စုံတော့မပါဘူး။ဟိုကျွန်တော်ရွှေဘိုးနဲ့စကိုင်းသွားတဲ့ကဲစေးရင်နာတစ်ခုတင်တယ်နော်။အဲ့တော့ PDF ကိုရမိုက်ခွက်တက်ခိုက်ပြီးတော့အဲ့ဒီမှာပါလာတဲ့ဆန်တို့စီတို့အတင်စားအစားစားတွေကျွန်တော်ငတ်တက်တာတော့ဘာလို့ယူသွားလဲပြောတယ်။နောက်တစ်ခုဒီ194မြေဆောင်ပြင်မိုင်းတိုင်းပါလေ။ကျောင်းမန်းလေးပေါ့။အဲ့ဒီမှာကျွန်တော်တို့ဒီကဲစေးကားတွေကိုအပြည့်ပြည့်နတ်ရှင်းပေးနေရဲတက်ကြီးတက်ကိုချောင်းပြလို့အဲ့ဒါကြီးကြပါလေပြောတယ်။ အဲ့တော့ခင်ဗျားစဉ်းစားကြည့်ပါဗျာနော်တနိုင်ငံလုံးတိုက်တာနဲ့ဒီဗီရုကောဝိုင်းလို့ဖြစ်ရှင်းနေတယ်ကိုယ်နိုင်ငံမှာပုတ်တဲ့အခြားနိုင်ငံသားတွေဒီနေ့ဆိုရင်အဖွဲ့54ခုရှိတယ်50လို့ရလာပြီးအင်တိုက်အားတွေပုံပြီးနေတယ်ဆိုလူသားပြည်ပြည်ဒီလိုအခြေအနေမျိုးမှာကိုယ်နိုင်ငံသားတွေကကိုယ်လူစုကိုပြန်ပြီးမင်းနဲ့ဆိုရင်လို့ရမှာဘယ်လိုမှကျွန်တော်တို့လက်မခံနိုင်ဘူးနော်ပုံပြီးတော့ကျွန်တော်တို့လို့ကောင်းတယ်လက်ခံနိုင်ဖို့လုံးဝမဖြစ်နိုင်တဲ့အခြေအနေကကျွန်တော်ဖြစ်သွားတယ်အဲ့တော့တို့တွေကရည်ကြည်တဲ့လူဖွဲ့စည်းနေတယ် မတက်တော်တဲ့လူမျိုးတွေလူကောင်လောကနဲ့ကြီးကြီးတဲ့လူမျိုးအတူတူမနေသင့်တဲ့လူတွေလို့ကျွန်တော်ကဒီလိုမြင်နေဗျာနော်ဒီတောင်းကြမှုစုပေါင်းကြမှုလည်းအုံနိုင်ငံမှာကိရှင်းပါပါစေလို့ဒီလိုဆုတောင်းပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်